ိုင်နဲ့တူရှင်တွဲနေထိုင်ခြင်းကဘာတဝမ်းမှာအယုံကျော်ဆန်ရမတန်ဆွမ်းမှုတွေနဲ့နေထိုင်နေရတဲ့လူပေါင်းတန်းတစ်ထောင်ကျော်ရှိတယ်ဆိုတာကိုသိကြရလားဒါက2022ခုနှစ်မှာကဘာကျန်းမာရေးအဖွဲ့ WHO ကနေထုတ်ပြန်ထားတဲ့စာရင်းတစ်ခုပါပဲအဲ့ဒီပြဿနာကို Elon Musk ရဲ့ New Orleans ကအုံနောက်ချစ်ပြားနဲ့ဖြေရှင်းဖို့အတွက်ရည်ရွယ်ထားတယ်ဆိုရင်ကောမိတ်ဆွေတို့ကလက်ခံနိုင်ပါမလားဆိုတော့စက်ပစ္စည်းတွေကိုထိန်းချုပ်တာဂိမ်းတွေဆော့တာဒါမှမဟုတ်ပင်မကြောရိုးထိခိုက်သွားပြီးတော့မှအောက်ပိုင်းတည်သွားတဲ့သူတွေကို ပြန်ပြီးတော့မှလမ်းလျှောက်စေနိုင်တာစရတွေအားလုံးကိုစိတ်ကူးနဲ့တင်လုံနိုင်တယ်ဆိုရင်ကောမိဆွေတို့ကယုံနိုင်ကြပါမလားဒါကစိတ်ကူးရဲ့ဇလန်တပုတ်အနေနဲ့ပဲရှိနေရတော့မဟုတ်ပါဘူးအပြင်လောကမှာအမှန်တကယ်ဖြစ်လာအောင်အီလွန်မတ်စ်ကလုပ်ပြနေပါပြီဒီတစ်ခေါက်ဗီဒီယိုထဲမှာတော့ Neuralink ဆိုတာပါလဲဘလို့အလုပ်လုပ်လဲလူသားစမ်းသပ်ချက်တွေအပြင်သူ့ရဲ့အားသာချက်အားနည်းချက်နဲ့အနာဂတ်ကြောင်းတွေကိုရှင်းပြပေးသွားမှာပါမဖြစ်နိုင်တာတွေကိုဖောက်ထွက်ပြနေတဲ့တို့ရဲ့ကိုကြီး Elon Musk ကဘာတွေများစံစီနေလဲဆိုတာကိုကြည့်လိုက်ကြရအောင် ဒါဆိုရင် Neuralink ဆိုတာဘာလဲ။ဒါကအုံနောက်ကွန်ပျူတာအပြန်အလှန်ဆက်သွယ်မှုစနစ် BCI လို့ခေါ်တဲ့ Brain Computer Interface ပါ။နောက်၆ခုနှစ်မှာ Elon Musk နဲ့အုံနောက်သိပ္ပံပညာရှင်တွေ engineer တွေစုပြီးတော့မှတီထောင်လိုက်တဲ့ company တစ်ခုရဲ့နာမည်ပါပဲ။ Neuralink ဆိုတာကလည်းဥကောင်းခွန်ကိုဖောက်ပြီးတော့မှအုံနောက်ရဲ့အာယုံကြောဆဲတွေနဲ့ချိတ်ဆက်ထားတဲ့အလွန်ပါလွာတဲ့ဝါယာကြိုးတွေပါတဲ့အကျွေးဆေးလောက်ပဲရှိတဲ့စက်ပစ္စည်းတစ်ခုပါ။ အုံနောက်ရဲ့ motor cortex လို့ခေါ်တဲ့ကျမတို့လူသားတွေရဲ့ကိုယ်လက်လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပေးတဲ့အပိုင်းမှာတက်ဆင်မဲ့ပစ္စည်းလေးပါဒီ neural link ကိုတီထွင်ရခြင်းရဲ့ရည်ရွယ်ချက်ကနှစ်ခုရှိနေပါတယ်ပထမတစ်ခုကတော့လေဖြတ်တာဒါမှမဟုတ်မျက်စိကွယ်နေတဲ့သူတွေကိုအမြင်အာရုံပြန်ရအောင်ကူညီပေးဖို့ပါပဲဒုတိယတစ်ခုကတော့အနာဂတ်မှာလူသားတွေကိုပို့ပြီးတော့မှအဆင်ပြေမှုအတွက် AI နဲ့ကျမတို့ရဲ့အုံနောက်တွေကိုပေါင်းစပ်ဖို့ပါဒါကချာရဲ့ neural lace လိုမျိုးတိတ်ပံစိတ်ကူးရင်စာအုပ်တွေကနေစိတ်ကူးရခဲ့ပြီးတော့ ။ Elon Musk ကဒါကို AI နဲ့အတူရှင်သွဲနေထိုင်ခြင်းလို့ခေါ်ပါတယ်။2016ခုနှစ်ရဲ့ပုံစံတွေကနေ2025ခုနှစ်ရောက်တဲ့အခါမှာတော့စမ်းသပ်မှုပေါင်းများစွာနဲ့တဟုန်ထိုးတိုးတက်လာတာပါ။ Neuralink ရဲ့ဤပညာကိုမိတ်ဆွေတို့နားလည်အောင် ရှင်းပြရမယ်ဆိုလို့ရှိရင်သပင်ချက်ပိုပါတဲ့ကြိုးလေးတွေကိုစက်ရုပ်နဲ့ခွဲစိတ်ပြီးတော့အုံနောက်ထဲကိုစိုက်သွင်းထားတာပါ။ဒီနေရာမှာဘာလို့စက်ရုပ်တွေကိုအသုံးပြီးခွဲစိတ်တယ်လဲဆိုရင်ကမ္ဘာမှာရှိတဲ့ဘယ်ဆရာဝန်ကမှစက်ရုပ်လောက်တိတိကျကျမခွဲစိတ်နိုင်လို့ပါပဲ။ ပြီးတော့အနှဲငယ်မှားယွင်းသွားတာနဲ့အုံနောက်ရဲ့လုပ်ငန်းစဉ်တွေကိုထိခိုက်သွားနိုင်ပြီးတော့တေဆုံတဲ့အထိဖြစ်နိုင်လို့စက်ရုပ်တွေကိုအသုံးပြုရတာပါ။ကျမတို့စဉ်းစားတဲ့အခါဒါမှမဟုတ်လှုပ်ရှားတဲ့အခါမှာဆိုရင်အုံနောက်ကနေထွက်လာတဲ့ electron တွေကိုခန္ဓာကိုယ်မှာရှိတဲ့အာယုန်ကြောတွေစီကိုပို့ပေးပြီးတော့မှလှုပ်ရှားမှုတွေကိုလုပ်နိုင်တာပါ။ဒီနေရာမှာအုံနောက်ထဲကိုစိုက်ထားတဲ့ကျိုးလေးတွေကနေတစင်အာယုံကြောဆဲတွေရဲ့အချက်ပြမှုတွေကိုဖမ်းယူပြီးတော့ကျိုးမဲစနစ်နဲ့ကွန်ပျူတာစီအရောက်ပို့တဲ့စနစ်ကိုပုံဖော်ထားတယ်လို့ပြောရမှာပါ။ 2020ခုနှစ်မှာပေချာလို့ခေါ်တဲ့မြောက်တကောင်ကိုသူ့ရဲ့စိတ်နဲ့မိုင်ပေါင်ဂိန်းကိုကစားပြခဲ့တာပါဒီလိုမျိုးတရိစံတွေနဲ့စမ်းသပ်မှုတွေအောင်မြင်သွားပြီးတဲ့နောက်ပိုင်း2024ခုနှစ်ရောက်တဲ့အခါမှာတော့လူသားစမ်းသပ်မှုတွေကိုစတင်ခဲ့ပါတယ်2025ခုနှစ်မတ်လအထိနယူးယောက်လေးမှာလူသားစီမံကိန်းနှစ်ခုရှိပြီးတော့လူနာ၃ဦးကိုတက်ဆင်ပြီးပါပြီ2023ခုနှစ်မှာ FDA ကအတည်ပြုခဲ့ပြီးတော့ ပထမဆုံးတက်ဆင်မှုကို2024ခုနှစ်ဇန်နဝါရီလ29ရက်နေ့မှာလှုပ်ဆောင်ခဲ့ပါတယ်။မတော်တဆမှုတစ်ခုကြောင့်လေဖြတ်သွားတဲ့နိုလန်အာဘတ်ဟာနယူယာလင်းကိုတက်ဆင်ပြီးတော့စဉ်စားယုံနဲ့ကာဆာကိုရွှေ့ပြီးတော့ chess ကစားပြခဲ့ပါသေးတယ်။ခနာကိုတစ်ခုလုံးလှုပ်ရှားလို့မရဖြစ်နေတဲ့နိုလန်အတွက်ကတော့ဒါကဘဝတစ်စစ်ချိုးအပြောင်းလဲတစ်ခုပါ။နိုလန်အာဘတ်ကစတင်ခဲ့ပြီးတော့2024ခုနှစ်အလယ်ပိုင်းမှာ LS နဲ့2025ခုနှစ်ဇန်နဝါရီလမှာဆိုရင်တော့တတိယတအူးကိုတက်ဆင်ခဲ့ပါတယ်ဒီရလင်းကအုံနောက်ရဲ့လှုပ်ရှားမှုအပိုင်းကိုအဓိကထားပြီးတော့မှစိတ်နဲ့ဆက်ပစ္စည်းတွေကိုထိန်းချုပ်နိုင်မှုလှုပ်ထားတာပါပြီးတော့ရှေ့လာမယ့်နှစ်တွေမှာလည်းလူနာဥယျချက်တိုးလာဖို့ရှိနေပါသေးတယ်။အမြင်အရုံကွယ်နေတဲ့သူတွေကိုအထောက်အကူပြုမဲ့ blind side စမ်းသပ်မှုကိုလည်း2024ခုနှစ်မှာကြေညာခဲ့ပြီးတော့ဒါကညီရလင်းနဲ့အမြင်အရုံဆိုင်ရာအုံနောက်အပေါ်ယံလွာကိုလှုပ်ဆော်ပေးပြီးတော့ ပြန်မြင်နိုင်မှုအတွက်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။ရှေ့ပြေးပုံစံကတော့နှစ်ဘူးရှိမှကင်မရာတက်ထားပြီးတော့အဲ့ဒီကင်မရာကနေဖမ်းယူရတဲ့ပုံရိပ်တွေကိုအုံနောက်မှာစိုက်ထားတဲ့ new link ကနေတဆင့်အုံနောက်ရဲ့အမြင်အာရုံခံစားနိုင်မှုအပိုင်းကို ပို့ပေးပြီးတော့မျက်စိမမြင်တဲ့သူတွေကိုအမြင်အာရုံဖန်တီးပေးမဲ့သဘောပါပဲအခုလက်ရှိအချိန်ထိဒီလိုကိစ္စမျိုးကမဖြစ်နိုင်ဘူးလို့ထင်ထားပေမဲ့ရှေ့လာမယ့်10နှစ်မှာဘာတွေဖြစ်အောင်လဲဆိုတာကိုဘယ်သူမှမပြောနိုင်ဘူးလေ ဆိုတော့ဒီစီစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်ကတော့ FDA ရဲ့ခွင့်ပြုမိန့်ကိုစောင့်နေသေးတာကြောင့်မလို့အခုချိန်ထိတော့လူသားစမ်းသပ်မှုတွေကိုမလုပ်ရသေးပါဘူး။ Neuralink ကဒီနယ်ပယ်မှာတယောက်တည်းမင်းမှုနေတာလားဆိုရင်တော့မဟုတ်ဘူးလို့ပဲဖြေရမှာပါပဲ။ Synchron Blood Neurotech နဲ့ Position Neurosciences Company တွေကလည်းဒီလိုအုံနောက်တဲ့ကွန်ပျူတာတွေကိုဈာရိုက်ချိတ်ဆက်တဲ့နေရာမှာအများကြီးရင်းနှီးမြှုပ်နှံထားကြပါသေးတယ်။ Synchron Company ကလွန်ခဲ့တဲ့2012ခုနှစ်ကတည်းကစတင်တည်ထောင်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ တခြားနူရာလင်းတို့ပါစစ်ရှင်တို့နဲ့မတူတာတစ်ချက်ကတော့အုံနောက်ခွန်ကိုဖွင့်ဖို့မလိုပါဘူး။သူရဲ့အလုပ်လုပ်ပုံကတော့ stand troop လို့ခေါ်တဲ့ပစ္စည်းလေးကိုအုံနောက်ရဲ့ electrode တွေကိုဖမ်းယူဖို့အတွက်လေဘင်းနောက်မှာရှိတဲ့သွေးပြန်ကြောကနေတဆင့်အုံနောက်ရဲ့ motor cortex အပေါ်တတဲကနေအာယုံကြောတွေရဲ့အချက်ပြမှုကိုဖမ်းယူတာမျိုးပါ။ blood neuro duct နဲ့ position neuro sinus တို့ကတော့နူရာလင်းလိုမျိုးပဲဥကောင်းခွန်ကိုဖောက်ပြီးတော့မှအုံနောက်ရဲ့အာယုံကြောတွေကိုဖမ်းယူတဲ့စနစ်တွေပါပဲ။ ဆိုတော့နူရလင်းရဲ့အားသာချက်တွေကတော့ရှေ့လာမယ့်နှစ်တွေမှာကြီးမားတဲ့အလားအလာတွေရှိနေကြပါပဲ။ခန္ဓာကိုယ်အောက်ပိုင်းတည်နေတဲ့သူတွေကြော်ရိုထိခိုက်ထားတဲ့သူတွေနဲ့အသက်ကြီးလာတဲ့အချိန်မှာမလုံရှားနိုင်တော့တဲ့သူတွေအတွက်ကတော့သူများရဲ့အကူအညီကို ယူစရာမလိုပဲနဲ့ကိုအားကိုကိုပြီးဆက်ရုပ်ရဲ့အကူအညီတွေနဲ့ဘဝရဲ့နေဝင်ချိန်တွေထိတတတတာနဲ့ရှင်သန်ခွင့်ရသွားမှာပဲဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့လူပေါင်း1ဘီလီယံလောက်ခန်းစားနေရတဲ့အာယုန်ကြောဆိုင်ရာပြဿနာတွေကိုနူရာလင်းကကူညီနိုင်ပါတယ်။ရှေ့မှာစမ်းသပ်အောင်မြင်ခဲ့တဲ့နူလန်းရဲ့ဖြစ်ရက်ကအလုပ်ဖြစ်တယ်ဆိုတာကိုလည်းတတ်သိပြနေတာပါ။ရှေ့လာမယ့်နှစ်တွေမှာအရာအားလုံးကိုစိတ်နဲ့ခိုင်းစေတာဒါမှမဟုတ် AI ရဲ့စွမ်းရည်နဲ့တူညီအောင်လှုပ်ဆောင်တာတွေကိုလူသားတွေကိုယ်တိုင်လုပ်နိုင်တော့မယ်ဆိုတာစဉ်းစားကြည့်လိုက်လို့ရှိရင်အမခန့်အောင်မြင်မှုတွေရဲ့အရေးအယံတွေကိုအထင်းသားမြင်နိုင်ပါတယ်။ကမ္ဘာတစ်ဝန်းကလူပေါင်းများစွာကလည်း ဒါကလူသားတွေရဲ့ရှေ့လာမယ့်အနာဂတ်တွေမှာ AI တွေကိုအကောင်းဆုံးအသုံးချနိုင်မယ့်အလားအလာပဲလို့ချီးကျူးနေကြပါပြီ။အထီးခိုက်မခံတဲ့အုံနောက်အသွင်းပိုင်းအထိမြ мян ဆဆန်တိတိကျကျခွဲစိတ်နိုင်တဲ့စရုပ်တွေရဲ့အစွမ်းကလည်းထဲစင်းစားရမယ့်အချက်တွေမှာပါနေပါတယ်။ဆိုတော့ဒီလိုအောင်မြင်မှုတွေတတိတန်းနဲ့ပဲရှိနေတာတော့မဟုတ်ပါဘူး။သူရဲ့နောက်ွယ်မှာလည်းမရေမတွက်နိုင်တဲ့စိုးကျိုးတွေကလည်းအတင်စောင့်ကြုံနေပါသေးတယ်။ခွဲစိတ်မှုရဲ့ပထမဆုံးခြေလန်းကအစပြုလို့ ယောဂကူးစက်နိုင်ခြေတွေကလည်းရှိနေပါသေးတယ်။ပြီးတော့ပထမဆုံးလှုပ်ခဲတဲ့တရိษံစမ်းသပ်မှုတွေမှာဆိုရင်တရိษံ1500တည်ဆုံးခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပြီးတော့တရိษံတွေကိုညှဉ်းပန်းနှိပ်စက်မှုတွေနဲ့လည်းခုံယုံတင်စစ်ဆေးခံခဲ့ရပါသေးတယ်။ဆိုတော့ဒီလိုကိစ္စတွေအပြင်ကိုအကယ်၍ကျမတို့အုံနောက်တစ်ခုလုံးကိုကွန်ပျူတာနဲ့ချိတ်ဆက်လိုက်မယ်ဆိုရင်ကိုရေးကိုယ်တာလုံခြုံမှုကလည်းမရေရပါဘူး။စိတ်ကူးတွေဟက်ခံရရင်ဘယ်လိုလုပ်မလဲ။ အခုလက်ရှိအချိန်ဒီမှာဆိုရင် digital ကကမ္ဘာပေါ်မှာရှိသမျှအရာတိုင်းက hack လို့ရနေပြီးတော့အကယ်၍ကိုယ့်ရဲ့စိတ်ကူးတွေကအစာအပြုမူတွေအားလုံးကိုတခြားတစ်ယောက်ကထိန်းချုပ်ထားပြီးတော့စေခိုင်းနိုင်မဲ့အနေရကလည်းရှိနေနိုင်ပါသေးတယ်။အစိုးဆုံးကတော့ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်တဲ့အခါမှာဆိုရင်ကျမတို့ရဲ့အတွေးတွေခန်းစားချက်တွေအားလုံးကိုမှတ်တမ်းတင်ပြီးသားဖြစ်သွားပြီးတော့ဒီလိုမှတ်တမ်းတွေသာပေါက်ကြားသွားခဲ့ရင်ကျမတို့လူသားတွေအတွက်ကတော့မတွေးဝင့်စရာပါပဲ။ ျမတို့ရဲ့အပြုမှုတွေကိုထိန်းချုပ်လိုက်ပြီးတော့တရားရောက်ရဲ့စေခိုင်းချက်တွေအတိုင်းလိုက်လို့ရမယ်ဆိုရင်တော့သူများကြိုးဆွဲရာကာရတဲ့ရုပ်သေးရုပ်လေးတွေပဲဖြစ်လာတော့မှာပါပြီးတော့ချက်ပြောရမယ်နောက်ထပ်တစ်ချက်ကနူရာလင်းကိုကျမတို့ရဲ့အုံနောက်မှာတက်မယ်ဆိုရင်ကုန်ကြားစိတ်တွေကဒေါ်လာ1000ကနေ9000တိရှိနိုင်ပြီးတော့လူအများစုလက်လန်းမှတ်မိအောင်တော့ဖြစ်နိုင်ပါတယ်အပီစီကုန်ကြားစိတ်ကိုတော့ဒေါ်လာ9000လောက်တိ short ချသွားအောင်မယ်လို့လဲ Elon Musk ကကြေညာထားပါသေးတယ်အခုချိန်ထိတော့ဈေးနှုန်းကိုတရားဝင်မကြေညာသေးပေမဲ့ ဒီလိုဈေးနှုန်းနဲ့သာဆိုရင်တော့နောက်တစ်ချိန်နေရာလင်းရှိတဲ့သူနဲ့မရှိတဲ့သူကွာခြားမှုကပိုပြီးတော့မှကြီးလာပြီးတော့အလောက်ကန်ခွင့်လန်းတွေကအစားဆုံးရှုံးနိုင်တော့မယ်ဆိုတာကိုလည်းမေ့ထားလို့မရပါဘူးအခုတော့မှ AI ကိုကောင်းကောင်းအသုံးချတတ်တဲ့သူတွေကလုပ်ငန်းခွင့်မှာပိုပြီးတော့စွမ်းဆောင်ရည်ကောင်းလာတာကိုလက်တွေ့မြင်နေရတာပါပဲဒီလိုမျိုးခေတ်ကိုပုံဖော်လာနိုင်တဲ့ဤပညာပြောင်းလဲမှုတွေကိုအကြီးကချားပြီးလုပ်နေတဲ့ကိုကြီး Elon Musk ကဘယ်လောက်ထိအောင်ဆက်ပြီးတော့မှစူးစမ်းပြအောင်မလဲ ပြီးတော့အခုလက်ရှိမှာဆိုရင်အမေရိကန်မှာအာနာဘာရလာတဲ့ Elon Musk တယောက်ကအစိုးရအဖွဲ့အစည်းတွေကြားထဲမှာဝင်ရှုပ်နေတာကရောဘာကြောင့်လို့ထင်လဲဒီလိုမျိုး Elon Musk တယောက်ရဲ့အကြောင်းတွေကိုသိချင်နေဆိုရင်တော့ဒီတစ်ခေါက်ဗီဒီယိုလေးကိုစပွန်ဆာပေးထားတဲ့ရွှေနှုတ် application တွေက Elon Musk ရဲ့ဘဝဖြတ်သန်းမှုအကြောင်းနဲ့သူ့ရဲ့တည်ထွင်မှုအကြောင်းတွေကိုအနစ်ချုပ်ပြောပြပေးထားတဲ့စာအုပ်လေးကိုတွားရောက်ဖတ်ရှုကြဖို့ပြောချင်ပါရှင်ဗီဒီယိုလေးကိုပြန်ဆက်ရမယ်ဆိုရင်တော့ရှေ့လာမယ့်နှစ်တွေမှာလည်း New Zealand တက်ဆင်မှုပေါင်းက 20ကနေ30ကြာကိုရည်ရွယ်ထားပြီးတော့ blind side program ကိုလည်းမကြခင်မှာလက်တွေ့အကောင့်ထဲပေါ်နိုင်တော့မှာဖြစ်ပါတယ်။ဒီလိုမျိုးအုံနောက်ကိုဓာတ်ရိုက်အသုံးချရင်တော့တိုးတက်လာတဲ့လူအဖွဲ့အစည်းနဲ့အတူတူကျမတို့လူသားတွေရဲ့စွမ်းဆောင်မှုတွေကိုအမြင့်ဆုံးရအောင်မြင့်တင်ပေးနိုင်တယ်လို့တစ်ဆက်တည်းမှာပဲလူဒန်းစားခွဲခြားမှုတွေ privacy မလုံခြုံတော့တာတွေဒါမှမဟုတ်သူများကြိုးဆွဲရကားရတာမျိုးတွေလည်းဖြစ်လာနိုင်ပါတယ်။ကဲဒါဆိုရင်မိတ်ဆွေတို့ကရော ကိုယ့်ရဲ့အုံနောက်ကို ဖောက်ပြီးတော့မှ chips ပြားထည့်လို့ရရင်ထည့်မယ်ဆိုပြီးတော့မှသဘောတူမလားဒါမှမဟုတ်ငင်းဆန်လိုက်မလားဆိုတာကိုကောမန့်လေးမှာဝင်ရောက်ဆွေးနွေးသွားဖို့ဖိတ်ခေါ်ရင်းနဲ့ဒီတစ်ခေါက်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေရှင်